မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့အငိတ်မင်းသမီးနဲ့အစိုးတော်တူဦးဖြစ်ပြီးကြပြလို့အကကိုတီထွင်ခဲ့သူတူဦးဖြစ်သလိုအကဆရာမတူဦးလည်းဖြစ်သည့်ဒေါ်ဩဘာတောင်းအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ဒေါ်ဩဘာတောင်းကိုအဖအင်ဂျင်နီယာဦးစံတွန်းအမိဒေါ်သာလီတို့မှ1898ခုနှစ်ဧပြီလ17ရက်နေ့တွင်ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီးအမိအရင်းမှာမှတ်တောင်းတင်ဖြစ်ပါတယ်။ဒေါ်ဩဘာတောင်းဟာငယ်စဉ်ကပင်အဆူအကဝါသနာထုံခဲ့သူဖြစ်ပြီး တပင်မျိုးရိုးမဟုတ်တော့လဲအတိအမှုဝါသနာပါသော ဖခင်ဖြစ်သူကအားပေးသဖြင့်အငိမ့်တပင်လောကသို့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ကလေးဘွားကပင်ရန်ကုန်ကြက်တန်းဖေယပြူဆရာတော်ပြန်တော်မူရာရေကျော်စီစုံတန်းရိမ့်တွင်ပဝင် ကပြရာမှအကကောင်းသူဖြစ်ချီးမွမ်းခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ဒေါ်ဩဘာတောင်း73နှစ်သမီးအရွယ်တွင် မိခင်ကွယ်လွန်သွားသဖြင့်ဖခင်ဖြစ်သူနှင့်အတူမန္တလေးသို့ပြောင်းရွှေ့လာခဲ့ကြပါတယ်။အကခုံဝါသနာကြီးသည့်သမီးဖြစ်သူကိုလည်းအဆိုအကတွင် တွင်ထွန်းထွန်းပေါက်ပေါက်ဖြစ်စေရန်ထိုခေတ်ကပန္ဒရာကျောင်းကဲ့သို့တင်ကြားပေးနေသောပေါက်ပေါက်တန်းဇက်စာရေးစရာဦးထွန်းရထံအဆိုကပညာများတင်ကြားရန်အနံခဲ့ပါသည်ငါလာခန့်အကြတွင်အငိတ်တငိတ်မှသဘောကျသဖြင့်ခေါ်ယူခဲ့ရာ၁၄နှစ်သမီးအရွယ်မှာပဲအငိတ်မင်းသမီးဖြစ်လာခဲ့ပါတယ်။ဆရာဖြစ်သူရွေးချယ်ပေးသည့်အမိမှာဩဘာတောင်းတင်ဖြစ်တော်လဲနောင်တွင်ဩဘာတောင်းအမိဖြစ်တာထင်ရှားကြောကြားခဲ့ပါတယ်။ ဩဘာတောင်းအငိတ်လောကသို့မွေရောက်မီကအငိတ်မင်းသမီးကြီးများမှတချင်းကြီးတချင်းကန်မြိုင်းထဘောလယ်များတီဆိုရ၍ညင်ညောင်းตายရသောတေးတံဖြင့်ညံ့ညံ့ညောညောကကြတော်လဲဩဘာတောင်းအငိတ်စင်မောသို့ရောက်ရှိလာသောအခါယောက်ျားများစိတ်လုံရှားစေသည့်စန်းထွေထူးစန်းထွေဦးယူရလိုက်ဘာဂီတင် ကတဲ့စသည်တချင်းများတီဆိုကပြခဲ့ရာအဆူအဒီမြူးမြူးကြွကြွအကလည်းတွတ်တွတ်လက်လက်ဖြင့်အငိမ့်ခစ်တခဲပြောင်းခဲ့ကြပါသည် ဩဝါဒအငိမ့်ကလေးရတွင်ကျောင်းသားများကားလာသားများဝိုင်းဝိုင်းလဲခဲ့သည့်အထိစမ်းထခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။တို့ကြောင့်ပဲစမင်းသားဖိုးစိန်ကြီးကမင်းသမီးကိုအယူမှုဖြစ်နေကြသည့်လူငယ်များကိုသတိပေးသောအနေဖြင့်ဇတ်သမကိုမခင်တွယ်ကြနဲ့။တပင်တဲ့ဝိယာက ကြည်ဆိုသည့်တချင်းတီဆို၍အုတ်ကာတေနာမဲယူပဇက်ကို ကပြခဲ့ရတယ်လို့အဆိုရှိခဲ့ပါတယ်။အစ်စ်ကျဲကျဲကရာမှာလီဘာရီမြရင်အကောင်ဆုံး အစစ်စိတ်စိတ်ကရမှာဩဘာတောင်းအကောင်းဆုံးဟုအငိမ့်သဘင်လောကတွင်ပြောစမှတ်ပြုခဲ့ရပါတယ်။မင်းသမီးမထွေလေးမင်္ဂလာသိန်းညော့မဆန်သာမဆန်ရှာဇမေသာဥစိန်အို စသည်ထင်ရှားသောမင်းသားမင်းသမီးများရွာသားကြီးစိန်မေသာအဆိုတော်ဆရာမန်စသည်ဂီတပညာရှင်များထံမှအဆိုကပညာများသင်ယူခဲ့သူဖြစ်ပါသည်ဒေါ်ဩဘာတောင်းဟာစန္ဒီယာပတ်တလာဟွန်တယောဂီတတူရိယာများတည်နိုင်သူဖြစ်ပါသည် ဖခင်ကြီးကရုပ်သိမ်းမင်းသမီးကျိုးဆွဲเสียဆီယာမန်ကို အိမ်သို့ပင့်ဖိတ်ခေါ်ယူတင် जा ပေး၍အိမ်သို့ပင့်ဖိတ်ခေါ်ယူတင် जा ပေးရာဆီယာမန်၏မင်းသမီးရုပ်ကို အတူယူကပြရာမှာ ခြေလက်ခေါင်းခါမင်းသမီးတွင်အနေထားတွင်လှပညံ့ညောသူဖြစ်နာမည်ကျော်ကြခဲ့ပါတယ်။အသက်38နှစ်တွင်ခင်မွန်းတဲ့ရဲ့ဆန္ဒအရအငိမ့်လောကမှာအနားယူခဲ့ရပါတယ်။1953ခုနှစ်မန္တလေးပန္ဒရာကျောင်းစတင်ဖွင့်လှစ်သည့်အခါအကနီးပြဆရာဖြစ်တာဝန်ယူတင်ကြခဲ့ရပါတယ်။ဒေါ်ဩဘာတောင်းဟာကဗျာလူအကကိုလည်းမင်းသားရွှေတောင်းကိုစိတ်လမောင်တို့နဲ့ညှိနှိုင်းတိုင်ပင်တီထွင်ခဲ့ရာမြမအကသမိုင်းတွင်မှတ်တမ်းတင်ခြင်းခံရသည့်အထိအောင် င်မြင်ကြောကြားခဲ့ပါတယ်။အာနာရှင်ဥနေဝင်းဤတော်လည်းကောင်းစီခင်မှစ၍88အရေးခင်းနောက်ပိုင်းတွင်ကဗျာလို့အကမှာတင်ရိုးဖြက်စီခံခဲ့ရပြီးမူမှန်သောကဗျာလို့မူကိုပယ်ရှားဖြောက်ဖြက်ကမူမှန်သောကဗျာလို့မူကိုနိုင်ငံတော်မူဟုသတ်မှတ်ခြင်းဖြင့်မူမှန်သောအကနီးစနစ်တို့ပျောက်ွယ်ခံခဲ့ရပါတယ်။တပည့်ရင်ဒေါခင်ဝင်းတွေကဖော်ထုတ်ရန်ကြိုးပမ်းခဲ့ပြီးများစွာအတိုက်ခိုက်ခံခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။ မြမသမိုင်းတွင်ထင်ရှားခဲ့ပြီးကြပြလို့ကကိုစတင်ဖန်တီးခဲ့သည့်မိခင်ကြီးဝနကျော်ထင်ဒေါ်ဩဘာတောင်းသည်1980ခုနှစ်ဇန်နဝါရီလ1ရက်နေ့တွင်မန္တလေးမြို့၌ကွယ်လွန်ခဲ့ပါသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်